မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာလောကကျော် channel ကပြန်လည်ကြိုဆိုလိုက်ပါရစေဒီကနေ့တင်ဆက်ပေးခြင်းတဲ့တင်းကြောင်းလေးတွေကတော့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှစတင်ကြားနေပြီးမင်းအောင်လိုင်းပေးရတဲ့ဝနာကျော်ထင်ပွဲဟာအငိမ့်စားဗိုလ်မှူးချုပ်ချိုထွန်းအောင်ပြစ်ခတ်ရှင်းလင်းခဲ့ရတဲ့တဲ့င်းရဲ့ MI70 နောက်တစ်စီးကိုဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ကပြောကြားခဲ့တာကြောင့်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KIA ပြစ်ချခဲ့တဲ့စစ်တပ်ရဲအင်နဲ့လေရင်၅စီးရှိပြီဖြစ်ကြောင်းမမဆယ်လိုတယောက်တော်လန်ငွေတွေခိုးတဲ့ဆိုကထပ်မံဆွဆွဲပြီး ရတနာရောင်းတာနဲ့ပတ်သက်ပြီးတော့လဲတိုက်ခိုက်နေတယ်။မဲတခေါကောတမီဆိုးနဲ့တကွတက်ကမွညို့လိုဖွဲ့ကိုမပန်ဆယ်လိုတယောက်အပြင်းပြန်ပြန်ဖိုက်နေတဲ့တင်းတို့ကိုတင်ဆက်ပေးပါစေ။နိုင်ငံတော်ကာကွယ်တက္ကသိုလ်မှစတင်ကြားနေပြီးမေအောင်လိုင်ကပေးရတဲ့ဝနာကြော်တင်ပွဲဟာအငိမ့်စားဗိုလ်မှူးချုပ်ထွန်းအောင်ကိုမနေ့ကပြစ်ခတ်ရှင်းလင်းလိုက်ကြောင်း Golden Valley Warriors ကတာဝန်ရှိသူတို့ကရန်ကုန်ခရီးသင်းနာနာကနေတဆင်ပြောဆိုထားလို့သိရပါဗျ။မနေ့ကမနက်9:20မိနစ်ချင်း ရန်ကုန်တိုင်းမရန်ကုန်မြို့နယ်ငားရက်ကွက်မှာရှိတဲ့နေအိမ်မှာအငိမ့်သားဘုံမှုချုပ်ချိုထွန်းအောင်ကိုပြစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရတာပါ၂၀23ခုနှစ်မှာမင်းအွန်လိုင်းကိုရိုင်းဝနကျော်ထွင်ဘွဲ့ပေးရခံရသူဘုံမှုချုပ်ချိုထွန်းအောင်ကို၎င်းရဲ့နေအိမ်ရှိမှာပဲ Golden Valley Warrior မြို့ပြပျောက်ကြားရဲဘော်တွေကပြစ်ခတ်ရှင်းလင်းခဲ့ကြောင်းမနေ့ကနံနက်ပိုင်းရန်ကုန်တိုင်းမရန်ကုန်မြို့နယ် A1 လမ်းပေါ်မှာရှိတဲ့၎င်းရဲ့နေအိမ်မှာပဲပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ် GBW မြို့ပြရဲဘော်ရဲဘက်တွေအားလုံးလုံခြုံပေးခဲ့ပါတယ် ပြင်မှတ်ကိုအချိန်ယူစောင့်ကြည့်အတည်ပြုတဲ့လုပ်ငန်းစဉ်အပါဆိုရင်ဒီမရှင်တစ်ခုအတွက်အချိန်၄လလောက်ယူလိုက်ရပါတယ်။ကျွန်တော်ရန်သူထောက်တိုင်တွေကိုစနစ်တကျစည်ရင်ပြုစုပြီးထောင်လန်းနေတာလည်းရှိပါတယ်။တေချာပြောနိုင်တာကတော့အနံ့ပါလက်ရက်ကုန်းပစီကြီးဒီဘင်းကိစ္စတွေတခုမှကျွန်တော်တို့မမေ့ဘူး။တရားမျှတမှုကိုမရရတဲ့နီးနဲ့ယူမယ်စောင့်နေပါ။ဒါပဲပြောချင်ပါတယ်လို့ Golden Valley Warrior မြို့ပြပျောက်ကြရဲဘော်ကပြောဆိုထားပါတယ်။ဘုံမှုချုပ်ချိုးတွန်းအောင်ဟာနိုင်ငံတော်ကာကွယ်တပ်ကတော် National Defense College NDC မှ Internet Security, Counter Terrorism, နိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရပ်နဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နှစ်ခုကိုတင်ကြားနေသူဖြစ်ကြောင်းလည်းသိရှိရပါတယ်။ဆရာရှိကြီးတွေအတွက်ဖွင့်လှစ်ထားတဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော် NDC ဟာစစ်တပ်ဗိုလ်မှူးကြီးအစင်ကနေစတင်ပြီးတက်ရောက်ရတဲ့စစ်တပ်ရေးပါတဲ့အစင်မြင့်စစ်တင်တန်းကြောင်းတစ်ခုလည်းဖြစ်ပါတယ်။ Golden Valley Warrior အဖွဲ့ကကာလာတော်ကြာအချက်လက်စူးစမ်းစုံစမ်းထောက်လှမ်းအတည်ပြုနိုင်ခဲ့ပြီးတဲ့နောက်၎င်းကိုပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရတာပါ။ ဒီဘိုကျော် NDC မှာစာတင်တယ်လို့ဖျက်သည့်သတင်းစာရကလေးကကျွန်တော်တို့ဇက်တိုက်စုံစမ်းထောင်လန်းနေကြတာအဲနောက်တိလာရတာတော်တော်များများရှိလာတယ်သူကမင်းအောင်လိုက်ရဲ့ဂုံလူဆောင်တစ်စိမ့်ရထားတာကိုမိတ်ဆုံစားပွဲရင်းနဲ့အပတ်စဉ်ခေါရိုက်ကွင်းစကားဝိုင်းတွေမှာအမြဲဂုံယူကြွားဝါပြောဆိုလို့ရှိတယ်ပြီးသူစင်မွတန်ဆင့်ခေါ်တဲ့ကိစ္စတွေမှာဒါရိုက်ကိုင်းသွဲပါဝင်တာမျိုးမတွေ့ရပေမဲ့စင်မွတန်အဖွဲ့အနေနဲ့သူ့ပါဝင်အငိမ့်စားစစ်တမ်းမှုတွေစုပြီးအကြံပေးနေတာရှိတယ်တချို့သတင်းချက်လက်တွေက သတင်းပေးရဲ့လုံခြုံရေးကကျွန်တော်တို့မထုတ်ပြန်နိုင်တာလည်းရှိပါတယ်စစ်ကောင်စီရဲ့တောက်တန်းနေလုံခြုံရေးအပြင်းနဲ့နေရသူတွေတော့ကျွန်တော်တို့လက်ကပြေးမလွတ်ပါဘူးတန်းနဲ့စစ်ကောင်စီတောက်တိုင်တွေလည်းအမဲလိုက်ခံရရင်ခံနိုင်ရင်ရှိဖို့ပြင်ထားကြပါလို့ပဲပြောချင်ပါတယ်လို့ Golden Valley Warrior မျိုးပြပြောင်းကြရဲဘော်ကဆက်လက်ပြောဆိုထားတာပါမင်းအောင်လိုင်ရဲ့အားထားရသူတွေထဲမှာအငိမ့်စားဘိုးချုပ်ချိုထွန်းအောင်လည်းပါဝင်ခဲ့ပြီး2025ခုနှစ်မတ်လ26ရက်နေ့မှာ မင်္ဂလာတော်လေသက်စခန်းကနေစစ်သက်သေးရပို့ဆောင်ရေးလေးရင် MAF 003အထူးလေရင်နဲ့စစ်သက်ထိပ်ပိုင်းအကြီးကဲတွေနဲ့ထင်ရှားရေးပါသူတွေကိုနေပြီးတော့စီရေးပြအခမ်းအနားတက်ရမင်းအောင်လိုင်ကစီစဉ်ပေးထားခဲ့ကြောင်းဆိုပါလေရင်ပေါ်မှာအေးနေဝင်တို့မိသားစုပါဝင်ဗိုလ်ချုပ်ချိုထွန်းအောင်လည်းပါဝင်ခဲ့ကြောင်းသိရှိရပါတယ်။မင်းအောင်လိုင်က2023ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာဗိုလ်ချုပ်ချိုထွန်းအောင်ကိုသူကိုယ်တိုင်ဝနာကျော်ထင်ပွဲတစိမ့်ပေးရခဲ့ပြီး ရွှေချိန်၅ချက်တားကိုပါဂုံပြူစုအဖြစ်တပါးလေးပေးရခဲ့တာပဲဖြစ်ပါတယ်။ Golden Valley Warrior အဖွဲ့ကစစ်တပ်ရဲ့အကြီးစားထောက်တိုင်တွေကိုစင်စက်မပြတ်သတင်းထောက်လန်းလျက်ရှိကြောင်းဒါအပြင်အကြံဘက်၄တက်၄ရင်မှုတွေရဲ့အချက်လက်တွေကိုလည်းသတင်းစုဆောင်းလျက်ရှိရာ၎င်းတို့ရဲ့ဆက်ဆက်သတင်းများရရှိထားပါကရန်ကုန်မြို့ပြပျောက်ကြားဖွဲ့ထံကိုပေးပို့ရန် Golden Valley Warrior ကတောင်းဆိုထားတာပဲဖြစ်ပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးကိုနေမျိုးစင်ကတော့ဝန်နာကျွဲတူဘိုးချုပ်ချိုးထွန်းအောင်မက်ဆီကြိုက်သွားတာ။ သူသားလေးတရေပိုင်လို့လူသက်ကောင်တိုင်ဝမ်ထဲမှာအလွန်လွန်သုံးလုံးခြောက်ချသွားစေတယ်။နောက်ထပ်လောင်းမဲ့ခြောက်ချစရာလေးတွေကိုကြိုးသွင်းရင်လေရင်တွေပြန်တက်အောင်ပေါ့။ဒီလိုဆိုးရတဲ့ခြင်တွေကနေလုံမြောက်ကင်းလို့ခြင်တိုက်လျင်အစီလိုက်ရဲရင်အစီလိုက်မောင်းနေလာပြီးခိုးလုံးကိုစူးစမ်းကြပါ။ငှက်တစည်းစည်းမောင်းနေလာပြီးခိုးလုံးလင်းဝင်ခြင်းနဲ့ဆိုရင်စင်းစရာကွင်းနဲ့စိတ်ကြမဲ့အစီစဉ်တစ်ခုခုကိုချိတ်ဆက်ပေးပါမယ်လို့ကြေညာထားတာပဲဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်စီကယခုနှစ်ကုန်လာမဲ့ဒီဇင်ဘာလမှာ ရွေးကောက်ပွဲကျင်းပရည်ရွယ်ထားပြီးအခုလိုကျင်းပနိုင်ရေးအတွက်ဆုံးရှုံးနေမြေတွေကမြို့နယ်တချို့ကိုပန်းပန်းနဲ့နဲ့ထိန်းချုပ်နိုင်တဲ့အထိပြန်လည်ရရှိရေးရှင်ယူဆက်စစ်တပ်ကထိန်းချုပ်ထားတဲ့နေမြေတွေမှာအေးချမ်းစွာဖြင့်ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်ဒုစစ်ခေါင်းဆောင်စိုးဝင်းကဦးစီးဆောင်ရွက်မှာဖြစ်ကြောင်းကိုလည်းသိရှိရပါတယ်။ကာဆာဒါမူတွေနဲ့စစ်တိုင်းမူတွေပြည်နယ်တိုင်းဝန်ကြီးချုပ်တွေအားလုံးကရွေးကောက်ပွဲကျင်းပဖို့လုံခြုံမှုရှိစေရေးလုံခြုံရေးစီမံရေးစာပြီးလုပ်ခိုင်းနေပြီ။အဲ့အတွက်ဦးစီးဆောင်ရွက်မဲ့သူကဒုသက်ချုပ်ဖြစ်ပါတယ်။ သူကလုံခြုံရေးဆိုင်ရာကြီးကြပ်ကိုကဲမှာဖြစ်ပါတယ်။မေလဆမ်းမတ်မှာလုပ်တဲ့စစ်ဘက်ဆိုင်ရာအစည်းအဝေးတွေနဲ့အရက်ဘက်အစည်းအဝေးတွေမှာအဲ့ဒါကိုတရားဝင်ဆုံးဖြတ်ပြီးတော့ဒုသက်ချုပ်ကတာဝန်ယူလိုက်တယ်လို့သိရပါတယ်လို့နေပြီးတော့စစ်ဘက်တရင်မြေကပြောဆိုထားပါတယ်။ဂျန်ကုံမှာသူစစ်ကောင်းဆောင်ဆိုဝင်ရောက်ရှိနေခဲ့တဲ့အချိန်မှာပဲဂျန်ကုံတိုင်းမယန်းကုန်းမြို့နယ်မှာအငိမ့်စားဗိုလ်မှူးချုပ်ချိုထွန်းအောင်ကပြစ်ဒဏ်ခံခဲ့ရတာလည်းပဲဖြစ်ပါတယ်။၎င်းဖြစ်စဉ်အတွက်တက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိတဲ့တပ်နယ်မှုတွေလုံခြုံရေးပေါ်ရုံမှုနဲ့တတိပေးခံခဲ့ရကြောင်းဖြစ်စဉ်မှာကျူးလွန်သူတွေကိုမဖြစ်မနေဖမ်းဆီးဖော်ထုတ်ရန် သူစစ်ခေါင်းဆောင်ကအမိတ်ပေးလာကြောင်းသိရှိရတာပါမနေ့ကရန်ကုန်မှာငိမ့်စားဘုံမှုချုပ်ချိုးထွန်းအောင်ပြစ်ခတ်လှုပ်ကြံခံရချိန်မှာသူစစ်ကညောင်းနှစ်ပင်နဲ့ကဘာအေးကိုကူးတန်းနေတဲ့ချိန်ပေါ့လုံချုံရေးပေါ်ရမှုနဲ့တန်းနေမှုတွေသတိပေးခံရတယ်ပြစ်ခတ်လှုပ်ကြံသူကိုမဖြစ်မနေရှာဖွေဖမ်းဆီးဖို့အမိန်ပေးပါတယ်လို့နေပြီးတော့စစ်ဘက်သတင်းမြစ်ကပြောဆိုထားပါတယ်ဂျမန်နဲ့ငိမ့်စားဘုံမှုချုပ်ချိုးထွန်းအောင်ပြစ်ခတ်ခံရတဲ့နေရာပတ်ဝန်းကျင်လမ်းတစ်လျှောက်မှာလဲ CCTV တွေနဲ့မီးပွိုင်းတွေကချိတ်ဆက်ထားတဲ့ CCTV ဗီဒီယိုမှတ်တမ်းတွေကိုစစ်ဘက်ရဲအလုံးကြုံရေးအဖွဲ့စားရဖားနဲ့စစ်တပ်တပ်နဲ့မှုတွေကလိုက်လံသိမ်းဆည်းနေကြောင်း CCTV မှတ်တမ်းတွေကသဆင့်ပြစ်ခတ်လုံခြံသွားသူတွေကိုဖမ်းဆီးနိုင်ရေးစုံစမ်းလက်ရှေ့ချောင်းကိုလည်းသိရှိရပါတယ်ဒီသတင်းနဲ့ပတ်သက်ပြီးမတ်ပန်ဆယ်လိုကတော့ရွှေတောင်ကြောင်းအဖွဲ့ကမန်ယူဖန်တွေပဲဖြစ်နိုင်ကြောင်းသတင်းဖုံးအောင်ဂျိုတွန်းအောင်ကိုတချိလိုက်တာ မန်ဖန်နီစဘာမတ်ဆိုကရွှေတောင်ကြောင်းမှာနေထိုင်တဲ့စစ်တပ်အတိုင်းဝန်းကမန်ယူဖန်တွေကိုအယောက်ပိုထားပြန်တာပဲဖြစ်ပါတယ်ဆက်လက်ပြီးကချင်ပြည်နယ်ရွှေကိုမြို့မှာရှိတဲ့ စစ်ကောင်စီခြေလင်းတရေခါလိုက်ရ56မှာဆင်းခဲ့တယ်။ MI-17 ရဲရင်တစည်းကို မေလ23ရက်နေ့ညမှာ drone နဲ့တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ကချင်လွမြောက်ရေးတပ်မတော် KIA ကအတည်ပြုလိုက်ပြန်တာပဲဖြစ်ပါတယ်။တိုက်ခိုက်ဖျက်ဆီးခံခဲ့ရရဲရင်ဟာမေလ20ရက်နေ့က KIA နဲ့ပူးပေါင်းတပ်တွေပစ်ခတ်ခဲ့တာကြောင့်ဆက်ချိုရင်းပြီးရွှေကူမှာရေးပေါ်ဆင်းသက်ခဲ့ရတဲ့ရဲရင်ဖြစ်ပါတယ်။စစ်ကောင်စီရဲ့ MI-17 ရဲရင်3စီးဟာမေလ20ရက်မိုးလဲပိုင်းကဗမော်မြို့မှာရှိတယ်။စစ်စီရင်ကုကဲမှုဌာနချုပ် စကားက27ကိုအင်အားလာဖြည့်ချိန်မှာ KIA နဲ့ပူးပေါင်းတပ်တွေကပြစ်ခတ်ခဲ့တာကြောင့်နှစ်စီးထိမှန်ခဲ့ပြီးတစီးကအိမ်နေမှာပဲပြက်ကျပျက်စီးခဲ့တာပါ KIA နဲ့ပူးပေါင်းတပ်တွေကရွှေကူမြို့မှာရေးပေါ်ဆင်းသက်ခဲ့တဲ့စစ်ကောင်စီတပ်နဲ့ရဲရင်ကိုမေလာ27ရက်နေ့မှာထပ်မံတွားရောက်တိုက်ခိုက်ဖျက်ဆီးခဲ့တာကြောင့်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KIA ကပြစ်ချဖျက်ဆီးခဲ့တဲ့စစ်တပ်ရဲရင်နဲ့တိုက်လေရင်ငါးစီးရှိပြီဖြစ်ကြောင်းသိရှိရပါတယ်။ဒါကြောင့်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွန်လိုင်းဖွဲ့တွေကစစ်ကောင်စီကိုခုခံတွန်းလှန်ရင်း ပြစ်ချနိုင်ခဲ့တဲ့စစ်တပ်ရဲ့ရဲရင်နဲ့ရဲရင်အစီးရေအနည်းဆုံး10စီးရှိပြီဖြစ်ပါတယ်။ KIA နဲ့ပူးပေါင်းတပ်တွေကမေလ20ရက်နေ့မှာဗမော်မြို့အမှတ်27စစ်စင်ကိုကဲမှုဌာနချုပ်စကားက27ကိုစစ်ကူနဲ့ခဲရန်ရိတ်ခါလာပို့တဲ့ရဲရင်3စီးကိုပြစ်ခတ်တိုက်ခိုက်ခဲ့တာမှာနှစ်စီးထိမှန်ပြီးတစီးကရွှေကူမြို့နေတစ်တော်တဲ့မီးလောင်ကျွမ်းပြတ်ကျခဲ့ပါတယ်။တေပိုးဆောင်ရဲရင်ဖြစ်တဲ့ MI17 ပေါ်မှာပါလာတဲ့စစ်သား16ဦးစလုံးတေဆုံးခဲ့ပြီး တည်ဆုံးသူတွေတဲကမှဗျူဟာမှုသူပါဝင်အရာရှိချို့ပါဝင်တယ်လို့လည်းစီရေးသတင်းရင်းမြစ်တွေကပြောပါရယ်တန်တစီမှလည်းထိခိုက်ပျက်စီးမှုများရှိပြီးရွှေကူမြို့ကိုရေးပေါ်ဆင်းသက်ထားစဉ်မေလ20ရက်နေ့ညနေပိုင်းမှာ KIA နဲ့ပူးပေါင်းတပ်တွေကထပ်မံတိုက်ခိုက်ဖြစ်စည်းခဲ့တာလို့ KIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကလူထုတွေကိုအတိအပြုပြောကြားထားပါရယ် KIA စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်ရဲရင်နဲ့လေရင်တွေကိုဖျက်ချဖျက်ဆီးနိုင်ခဲ့တာအနည်းဆုံး၅စီးရှိပြီဖြစ်ပါတယ်။ဒါတော်လိုင်းဖွဲ့ထဲမှာစစ်ကောင်စီရဲ့ရဲရင်နဲ့ လေရင်ကိုအများဆုံးပြစ်ချနိုင်ခဲ့တာလည်းပဲဖြစ်ပါတယ်။2021မိုးမောင်မြို့နယ်မှာ MI-35 ရဲရင်တစေး2024ဇန်နဝါရီလ3ရက်မှာဝိုင်းမော်မြို့နယ်မှာလည်း MI-35 ရဲရင်တစေး2024ဇန်နဝါရီလ16ရက်မှာကုတ်ခိုင်မြို့နယ်မှာ FTC 2000G တိုက်လေရင်နဲ့အခုချိန်မှာ MI-70 ရဲရင်တစေးကိုပြစ်ချခဲ့တာပါ။ MI-70 ရဲရင်တစေးကိုပြစ်ခတ်တိုက်ခိုက်တာမှာတစ်တော်ရဲပြက်ကြပြီးမီးလောင်ပြီးစစ်သားတွေတေဆုံးတဲ့ရုပ်တံမှတ်တမ်းတွေပါထွက်ပေါ်နေပြီဖြစ်ပေမဲ့ စစ်ကောင်စီကတော့ရုတ်တရက်မတော်တဆဖြစ်ပြီးပြတ်ကြတာလို့သတင်းလိမ့်လည်းထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။ဆလဘီမပန်ဆယ်လိုတယောက်ဖမ်းခံထားရကြောင်းအစစ်စစ်ခံနေရတယ်ဆိုကစသဖြင့်တပုတ်လေးလွဲပြောဆိုနေတဲ့အုတ်ကမင်းမောင်နဲ့တကွာတက်ကမိုးညိုတို့ဖွဲ့ကိုလည်းမပန်ဆယ်လိုကကြောင်မရှိရင်ကြွထဆိုသလိုပဲ Facebook ပေါ်စာရေးလေးကျဲတာနဲ့ပေါက်ကရ40တွေကဖွာကြပြီဖြစ်ကြောင်းဟိုကဖမ်းသွားပြီးဟိုကစစ်နေပြီနဲ့အရန်ကျင်းတွေကျင်းနေပုံများသူတို့ပါဇက်ထဲမှာဖမ်းနေရတသိန်းနဲ့ရှစ်ခါရှိပြီ တို့ပြောသမျှတခါမှလည်းမှန်ဘူးလားလည်းမဟုတ်ဘူးစိတ်တဲ့ဖြစ်စေခြင်းနဲ့မကောင်းကြံကျင်စိတ်တွေကိုတကယ်ဘာမှလုံးမရတော့အာသာပြေပေါက်ကရ40တွေထိုင်ရေးအတော်ရေရတယ်ထောင်နဲ့တသက်တကြုံကြမယ်ဆိုတာပါသေးမသိရင်ကိုက US မှာလူသက်မသိမ်းသမားမူရစေဖြန့်ချီသူလက်နဲ့ပွဲစားလိုမျိုးကိုတို့ပစက်တဲ့ပေါ်လာသမျှတွေရေးချောတော့မတွန့်နဲ့ကိုကတို့စိတ်ထဲမှာတကယ်ကြီးကြီးမာစတာကိုထက်ကြီးတာဂေါ်စီလာပဲရှိတော့တယ်အန်ယူဂျီဆိုတာကိုခိုင်းဘက်စစ်ကောင်စီဆိုတာကိုအိတ်ကက်ထဲက ခရိုနီတွေဆိုတာကိုယ်တပည့်လေးတွေတပွဲကကိုက US ကအဖွဲ့တွေကဖမ်းလို့ထောင်ထဲမှာလို့ဖွာတပွဲကကိုကပါတီတက်နေရလို့ဖွာနင်တို့အရင်ညှိကြပါအောင်လားငါလည်းဘာဖြစ်ပေးရမယ်တော့မသိတော့ဘူးတွေ့ချင်းအဲလီဆိုင်လာကြလေငါလည်းဈေးလေးပါလေရောင်းရတော့ဘို့ဆိုကအစချီတာပြီနော်သူမယတနာရောင်းတာနဲ့ပတ်သက်ပြီးအမေရိကန်ငိမ့်ချက်ခေါ်သမီးဆိုကအမေရိကန်မှာနေတာနှစ်ပေါင်းအိုဆွေးမြေ့ပြီးဘလောက်ကြကြတာမန်ပြည်သူတိုင်းကတော့ပိုလစ်စတိုင်ရန် ဆောင်းနဲ့လိုက်ကြတာမြင်တာနဲ့အထိတ်တလန့်နဲ့ကြောက်ရွံ့မိကြတာအမှန်ပဲဘာလို့အမေရိကန်မှာရဲကိုပြည်သူကအမှန်တကယ်ကြောက်ရတယ်လဲဆိုရင်အမေရိကန်ရဲတွေကရွာကကိုလာရွှေလို့လို့လက်ပေးလို့လည်းမရဘူးအောက်ဆိုင်လဲထွက်မရှာတော့အခြားရာဇဝင်ပြစ်မှုမျိုးမပြောနဲ့ highway လမ်းပေါ် speeding နဲ့မောင်းလို့ရဲကားနဲ့တိုးရင်ကိုသူတို့မီးပြလို့နောက်ကလိုက်ပြေးဆိုရင်ကားကိုရောက်တဲ့နေရာလမ်းပေးထိုးရက်ပြီးလမ်းတစ်ဖက်ကို steering wheel ပေါ်လက်တင်ပြီးငြိမ်ပေးထားရတယ်လက်လောက်တာနဲ့သူတို့မတင်ကားရင်တနက်နဲ့ချိန်ပြီးပြစ်ပိုင်ခွင့်ကိုရှိတယ် တာမန်ပြည်သူတဲ့တိုင်းစင်ပုံမြင့်တဲ့ဆော့ရဂိုင်းကြုံမဲတော်ကြီးကြအမေရိကရောက်တာလင်းနေအတွင်းဂျဲစကန်ရော FBI ရောနယ်လက်တာသနာပြုပြီးအော်ဖီဆာရဲ့ခြေချိတ်ထိုင်စကားပြောနိုင်တဲ့အဆင့်တော်ရှိနေပြီဆိုလားကြားမိတာပဲရှော့မတွန့်နဲ့တမီးဆိုးဆိုကသူမယတနာရောင်းလာတဲ့ပတ်သက်ပြီးတော့လေတိုက်ခိုက်လာခဲ့တာကြောင့်မတ်ပန်ဆယ်တို့ကဆီယာနာမသိခင်နှင်များစွာကအမေရိကကိုစူပန်ထော်ကတချင်းလာဆိုရဲဆိုလားရောက်လာရောအဲ့ဒီချိန်မှာသူ့မျိုးသားနဲ့ကမညာသေးဘူးရဲ့ အမမဲတခော့ကစူပန်ထွားစီလာပြီးစတိတ်ကျောင်းတော့ကတကြောင်းနဲ့လေယူကဟိုးရှိတန်းမှာထိုင်နေချင်းအိုင်ကဟိုးနောက်ဘက်ဆုံးဘဲခုံလေးမှာထိုင်နေတာဘာညာဝင်လုံးပါလေရောဟိုးကလည်းမင်းသမီးဆိုတော့မတိဘူးဘာညာခြေချလို့မကောင်းတဲ့တော့ဟုတ်လားဟဲဟဲပေါ့ရှိုးပွဲနေ့မှာမင်းသမီးတငယ်ချင်းဆိုပြီးမင်းသမီးပြင်ဆင်နေတဲ့နားကမခွာဘူးမင်းသမီးကပွဲနဲ့လှုပ်ရှုပ်ပြားများနေတော့မဲတခော့ကမင်းသမီးစိန်လက်စုပ်ကိုခိုးပါလေရောအဲကိစ္စကအမေရိကန်တဝန်အုံအုံကျွတ်ကျွတ်ရဲ့ ဆင်းလဲဆိုးကိစ္စရှာကြဖွေကြတော့မဲတခေါစီမှာခိုးထုတ်ခိုးတယ်နဲ့မိပါလေရောချစ်လို့စတာဘာညာပြန်တော့ပေးလိုက်ရတယ်တဲ့အခုချိန်ဆယ်စုနှစ်မကမဲတခေါဆိုမေဒီကကလူတွေကဆင်းလဲဆိုးတခိုးဆိုပြီးတွဲမှတ်မိနေကြတာမင်းသမီးကလည်းသူ့တငယ်ချင်းဆိုတကယ်မဟုတ်ဘူးဆိုရင်မခိုးပါဘူးဘာညာဖြည့်ရှင်းပေးရမှာတလုံးမကိုမဟာဘူးတကယ်ခိုးခဲ့တာပြန်အဲ့အချိန်မှာဘေးပတ်ဝန်းကျင်ကအမေရိကရောက်မြန်မာတွေမျက်မြင်ပဲလေဝင်းကရင်သူ့ဘာရောလိန်ပေးသလိုဖြစ်မှာကိုစိန်လဲဆိုခိုးရုံမကစူပန်ထားရဲ့အဲ့အချိန်ကမညာသေးတဲ့ယောက်ျားကိုပါ မဲတကောကဖြက်ကုတ်တာဟိုကကြားကိုစီစားမကုန်တဲ့ဗော်ဒီပဲမဲ့ထွက်ပါပြေးရတာကိုမင်းသမီးနေနဲ့စိန်လက်စကိုခွင်းလွန်နိုင်အောင်အဲ့ကိစ္စတော့ဘယ်ဖြစ်မလဲအန်တီဆိုးဆိုတာကလင်ခိုးတဲ့နေရာမှာနေမချောင်းတဲ့ကျဲပြောင်းတမိုင်းဆက်ဆက်လင်ခိုးလာတာအခုယူထားတဲ့ကြက်မပြည့်တဲ့စစ်ဘိုလ်တော့ပဲအပိုင်ဖမ်းနိုင်လိုက်တာရဲ့လင်ခိုးရုံမကစိန်လက်စုတ်တခိုးလို့အမေရိကန်တဝန်းတမိုင်းတွင်လာတယ်အငုံစိတ်လေးနဲ့သူ့တက် Facebook တမိုင်းမှာနာမည်ကျော်တဲ့ထောရွှေပန်လေးကိုမရအရာတခိုးတစ်စိတ်ကပ်ပေးနေပေမဲ့ သူစင်လဲဆိုတကူတမိုင်းကဖြတ်မရပေဘူးရဲ့အန်ဒီဆိုးရဲ့စမီကော်စမက်တစ်ရောင်းတာကလေစီးပွားဖြစ်မဟုတ်ဘူးအပြော်တဘောတိလားစမီအပြော်တဘောဘီဇင်းနက်လေးကိုတော့အန်ဒီဆိုးရဲ့ရုပ်ဆိုးကြီးနဲ့မတော်တရော်လောကော်ရောင်းတဲ့မိန်ဘီဇင်းနက်ကြီးကလိုက်မမီဖြစ်နေရတော့စမီလည်းမတက်နိုင်ဘူးရဲ့အန်ဒီဆိုးနဲ့စမီကဘာရန်ညိုးရန်စားမှမရှိတာရှိအောင်ဆိုလို့စမီကအန်ဒီဆိုးလိုဘသူလင်မှာလိုက်ခိုးစရာမလိုပဲလင်ရထားတာလေးကို အန်ဒီဆိုဘက်ကတဖက်သက်ကြီးစိတ်မနာလိုနေတာပဲရှိတဲ့ဟာတိတ်တိတ်နောက်တစ်ခါစိန်လဲဆိုလည်းမခိုးနဲ့လင်းလဲမခိုးနဲ့တော့အန်ဒီခိုးအဲ့လေအန်ဒီဆိုဆိုကပပနေနေဖဲ့တာပဲအန်ဒီဆိုတို့2008ဆိုရှယ်မီဒီယာခေဦးမှာသူများလင်းခိုးတဲ့ကိစ္စရနဲ့ရှမ်းရှမ်းတောင်းနေချိန်မှာပန်ဆဲလို့ဘယ်ရောက်နေလဲလို့အန်ဒီဆိုကမေးပြန်တော့အဖြေရှိအောင်မှာပေါ့နောက်ချင်းမှာအန်ဒီဆိုတို့တကုံးစင်သာကားပါကဲမှာသူများလင်းနဲ့ကားပေါ်ဖူးနေတော့မရကြီးလာဖမ်းလို့ဖျော်ပြဲထားပြရတဲ့ကိစ္စတို့အမလီကိုမင်းသိန်းရဲ့ ရှင်မယားကြီးဖုံးခေါ်နေတဲ့တော့တို့ခိုင်မြဲကြော်ကြော်ကိုဆယ်သိန်းအမ်းပြီးဟိုကထွက်ပြေးတော့အကျွေးလိုက်တောင်းတဲ့ကိစ္စတို့မလေးရှားကပွင့်ရနေအောင်ဂေးတဲ့ဖရက်ဒီလေးကိုဆွဲစားဖို့စူးစမ်းလို့ဖရက်ဒီလေးညာကြီးမိကြီးထွက်ပြေးရတဲ့ကိစ္စတို့ထိုင်းမှာတိုင်ဘက်ကလည်းအချော်တော်ကိုငွေပေးခွေးကင်နဲ့အာသာဖြေရတဲ့ကိစ္စတို့ပြောမစုံအောင်တောတုံးတော့လော်ပြက်လွန်ခဲ့လော်ခိုးကိစ္စတွေနဲ့အန်ဒီဆိုတယောက် Facebook ပေါ် OG Oma နဲ့ဘွက်ပေါက်နေချိန်ဒေါ်ပန်လေးက16နှစ်သမီးလေးလေ2008တုန်းကပန်ဆယ်လို့ဘယ်ရောက်နေလဲဆိုတော့ အခုဒိုဘေးမှာအိပ်ပျော်နေတဲ့သူများသားလေးနဲ့ချစ်စခင်စကျင်နာစရင်ခွင်လေးထဲမှာလေမဲလို့သာဖြစ်ရတာတလင်းနဲ့ချစ်တလင်းနဲ့ယူတလင်းနဲ့နဲ့မြဲနေတဲ့ဒေါ်ရွှေပန်ကဒါမျိုးတွေတိတ်ဖြစ်နေတာမဟုတ်ဘူးအန်ဒီဆိုလိုလော်နဲ့ပတ်သက်ရဲ့အဆက်ကုံနဲ့လော်ဆက်ကုံမဟုတ်တော့ရက်သွေးတွေတောင်ဖျားခိခိအန်ဒီဆိုလိုလူခံခဲ့တာဟိုးကြော်ခဲ့တဲ့ဘဲဆိုလိုအစင်လားမှတ်တယ်ဓာတ်ပုံလာပြလို့ကြိလိုက်တာဂျန်တော့ဖေရုံနေအဖြစ်ဆိုးလိုက်တာအန်ဒီရဲလို့တနာမီမလို့ဖြစ်မိတော့ အန်တီဆိုးရဲ့မီးသွေးအိတ်မိုးမီးရုပ်ကိုပြန်သွေးပြီးတော့ဩဘာဆန်းလို့လဲလို့တွေးပြီးဖြေသာသွားတော့တယ်မိမိမှာမှုတွေအရန်ဆွင်းနေရပြီခံစားချက်စုံမဲဆိုကရေးသားထားပြီမားဆိုးတို့ဂေးတော်မရှောင်ဆွဲစားဖို့ကြံတဲ့အကြောင်းကိုလည်းဒါနဲ့အန်တီဆိုးမတရားထန်ခဲ့စဉ်ကာလကအန်တီဆိုးရဲ့နာမည်ကျော်ဇလန်းလေးကဇက်လိုက်လေးမောင်ဖရက်ကညီမပြီမာတော့ကမိမိရဲ့ဘဘောကိုဆိုဒီမှာနယူးယောက်ကစောက်စင်းမရှိစောက်တန်းမရှိတနာယုနမြိုင်ထအချော်တကောင်ကလွေရင်ရှိသည်မ AGBD အပေါင်းသူတော်ကောင်းတွေကမတရားတဲ့တာ ဘယ်လိုဂေဂေဘလောက်ဂေဂေဂေးဆိုတာနဲ့မိမိကညီမတွေလိုတသားတဲ့ခံစားပြစ်တာဆိုတော့သူတို့ကလည်းကိုယ်ဆိုချစ်ကြတယ်။မောင်ဖရက်လေးကမလေးရှားကဂေးလေးတအားချောတာချောလာမှညီမချင်းအောင်ကြီးမွားအောင်ချောတာအသားကဖြူဖြူနှခမ်းလေးကဖူဖူဂေးပါလို့တရားဝင်ကြီးညာထားတာဆိုပေမဲ့ဝိပုံစားပုံကယောက်ျားပုံဆိုတော့ဂေးမှမသိရင်ကြွေးခြင်းစရာအန်တီဆိုတော့လင်ခိုးတာအာမရအနူလက်နဲ့ရွှေကွက်နှိုက်ဖို့ဂေးဂေးမဂေးဂေး ဂေးမန်တိရက်ကိုမလေးရှားတီမောင်ဖရလေးအိမ်မော်တီတက်ကြန်တာဟဲ့စဉ်းစားကြည့်စမ်းမောင်ဖရလေးခင်ဗျအဲ့အကြောင်းကိုပြောတိုင်းအန်ထွက်မတက်ရဲ့ကိုတွေက ကိုလာမထီသေးရဲ့ကြီးထိုးထိုးခွေးဆာဆာစောက်ဖက်မလုံလှပြီမဲကိုလာထီလိုကကိုကဆိုရှယ်မီဒီယာမှာရှေ့မီနောက်မီကလထိုင်ကြီးဆိုတာမမေ့စီလို့အတော်တို့ရေအန်တီဆိုရဲ့မြန်မာပြည်ကလင်ခိုးတရားတမိုင်းကိုလက်တန်းရေးရင်တော့9ရက်လောက်ရေးရမှာဒါမဲ့ဘယ်လိုလုပ်မလဲကို့မဲ့ရေးစရာကမြန်မာပြည်ကိုကြော်ပြီးအမေရိကမှာဆူရှီလည်းရင်ကုန်းတဲ့ကိစ္စတွေရှိနေတဲ့ဟာ ဘယ်ပိုင်းဆက်ရင်ကောင်းမလဲဝေခွင့်မရမြေပဲမတွေတောင်ဖြစ်နေရပြီတမိုင်းမလာပဲမိမိကိုလာဆွာရင်ဂျိုကုန်းကြီးတော်မရောက်လိုက်ဘူးအပုတ်တွေဘုတ်ခနဲ့ပြုတ်ကြပြီရွာသားကြီးကိုတန်းမောင်းနေရမယ်အဟင်းဆိုကဖောကောင်ပန်းညုံလှုပ်ထားပြီဝမုံရွှေနှကန်းကသူ့လောက်မလာဘူးလို့ပြောမှုတဲ့တမီးဆိုးကိုလည်းငိန်ချန်ကလုံးရုပ်ကြီးနဲ့ပြောထွက်ကလေးကဒီမိမပါဇက်ကဟုတ်တာတခုမှမထွက်နိုင်တော့ဘူးလို့ယုံကြည်ထားလိုက်တာဖြစ်ကြောင်းကော့စမက်တစ်လေးရောင်းရဖို့များအဲ့လောက်အချက်ကွဲချရတယ်လို့အန်ဒီရဲ့အရန်တက်နိုင်လို့တော့မဟုတ်ဘူးတနာလို့ပါ စမီးအိမ်မှာအင်ဒါလာဆေးပင်အဲ့လောက်တော့ပြီးနိုင်ပါလေမဲတော်တိုက်ဝဲတာပြီးတာမဲတခေါ်တိုက်ဝဲကဆက်ရအောင်မှာဆိုမာလီငိမ့်ချမကမြန်မာပြည်မှာလင်ခိုးမရတော့အမေရိကရောက်လာတော့ဆန်ဖရန်တဝိုင်းမှာဆူရှီလိတ်တာဆူရှီလိတ်တယ်ဆိုတာကဆူရှီကုမ္ပဏီမှာတိုင်းဖြတ်အနေနဲ့လုပ်တာတိုင်းဖြတ်ဆိုတာကကုမ္ပဏီရဲ့အချိန်ပိုင်းလုပ်တမှာပေါ့အလုပ်ရှိတဲ့နေရာသွားအလုပ်ရှိချိန်လုပ်အလုပ်ကအတိအကျမဟုတ်ပေမဲ့လစာကကောင်းပါတယ်ကုမ္ပဏီကကားပေးထားတယ်အတိအကျမဟုတ်တော့အိမ်ငှားမပေးပဲဟိုတယ်မှာလာပြီးနဲ့ထားတာမျိုးပေါ့ တိုင်းဆက်လို့တာပြဿနာမဟုတ်ဘူးဆိုမာလီငိမ့်ချန်က Facebook ပေါ်မှာသူ့ကိုယ်သူကုမ္ပဏီမန်နေဂျာဆိုပြီးကြွဲတာတီးသူတွေကကြိတ်ရဲပေါ့မချက်ဘူးတော့ခက်ပြောင်ပြောင်ပဲအဲကာလာမှာ Sushi ကုမ္ပဏီမှာ San Fran တဝိုက်အတွက်မန်နေဂျာ၃ယောက်ရှိတာတိုင်းဆက်လို့ဆိုတာအပြင်ပန်းခံနိုင်ရင်လိုချင်ကြတဲ့ကုမ္ပဏီတွေကအများကြီးဆိုမာလီငိမ့်ချန်မကအဲလုပ်လေးရဖို့၃ယောက်လုံးနဲ့တညစီကုန်းတာတဲ့ပြီးတော့ Facebook ကမြန်မာပြည်ကလူတွေသိအောင်တရေးတာကသူကမန်နေဂျာမှကြီးပါပေါ့တကယ်ကမန်နေဂျာ၃ယောက်ရဲ့ free အတုံးတော်ခန်း ကြောလိုက်သေးတယ်။ဟိုတယ်ဆိုဖိုးစတာလောက်မှအိတ်တက်တာဘာညာ။နေရတာကစူပါအိတ်နဲ့လာကွင်တာလောက်။မေးစီမှာကော့စမက်တစ်ရောင်းဝင်နဲ့လုပ်ပြီးညီမပြေကလူတွေကို beauty advisor ဘာညာတွေ့တာကဘာမှမဆန်းပေဘူး။ manager စီခရီးပေးနဲ့အလုပ်တောင်းပြီး social media မှာ manager မကြီးလို့ကြွယ်ခဲ့တာမှထူးဆန်းတာ။မိသွေးအိတ်မိုးမီနိုင်ဂျီးရီးယားခေါ်ကြီးဆိုမာလီငိမ့်ချန်တို့ကကဘာဘယ်နေရာရောက်ရောက်ဖြင်းသုံးပြီးအားကျတာနော်။သွားရှုပ်လို့မရဘူး။အခြားနေရာရှင်လို့ရတယ်။ ဖြင်းစားမှာပြာချရင်အောင်ပြာပုံလေးအပေါက်ပုံဖော်ပြီးအန်တီဆိုးကနမ်းမဲစာအမေရိကန်ငိမ့်ချန်လက်ရှိယူထားတဲ့လင်ကလည်းတနာဖို့တော့ကောင်းပါတယ်လိုက်လူခံခိုးထားတဲ့လင်တွေဖယ်လိုက်ရင်တော့အွန်ပေပါမာရင်သူကတတရလင်ဒီပုဂ္ဂိုလ်ကရုရှားရောက်စစ်ဘိုလ်ဘွားနဲ့ဗီဇာအုံမှာ effort တသိန်းနဲ့ပုံတွေတင်ထားတော့သူ့မရှောင်အန်တီငိမ့်ချန်တို့အသားတုံတော့တာပဲဒူရင်မှုကတော့ဖြစ်ရချေဖို့အပြက်စူးစမ်းတဲ့အနေနဲ့ဒီဘက်မြန်မာပြည်ပြန်ရောက်ချင်းအန်တီငိမ့်ချန်တို့ဝရီးယားရှိရှိသွားတိုင်ဆောင်တာ ။ဖြစ်ချင်တော့ဒီပုဂ္ဂိုလ်ကအန်ဒီငိမ့်ချက်စားမသိတော့ online အကျူစရာလောက်သဘောထားပြီးညီမဘီကသူ့ဤစားဆရာဝန်မလေးကိုပြန်လဲထက်တာအန်ဒီငိမ့်ချက်ခင်ဗျာတသက်လုံးသူများလင်လိုက်ခိုးလာတာဒီတပွဲမှာနှက်ပြစ်မခံနိုင်ဘူးဆိုတဲ့စိတ်နဲ့သူ့ကိုမှမယူရင်စစ်တပ်ကိုတိုင်းမဲ့တွန်းမဲ့ပြုတ်အောင်လုပ်မယ်။ဆရာဝန်မလေးကိုသူ့လင်ခိုးပါတယ်လို့ Facebook ပေါ်တင်မဲ့ဘာညာတောင်းကြတာ။ကံကောင်းလို့ရရှာကပြန်ရောက်ချင်းဒူရင်မှုဖြစ်ထားတဲ့ပုံကိုလေတက်ကပြုတ်မှကြောက်တော့ဆရာဝန်မလေးကိုလက်သွဲဖြုတ်သူ့ကိုယူ ကန်ဆိုးကျင်တော့ဘူကတော်တအုပ်ကလင်ခိုးတရာမကလို့မမလို့မခေါ်နိုင်ကြောင်းအထက်ကိုစာတင်ကြရမှာတက်ကပြုတ်ပြီးစိုးမလေးငိမ့်ချမ်းကြီးအဖက်တင်သွားရှာတာစိတ်ဆင်းရတဲ့အခန်းနဲ့ဒုံငိမ့်ချမ်းကြီးကဇုတ်ပူစာလို့ဟန်နီမွန်းဆိုပြီးကန်းကြီးလိုက်ပွေးရချိန်မှာပင်လေလဲစင်းသေးမလို့စဉ်းစားချိန်လှိုင်းပုံမှာကြောက်ဆောင်ပေါ်ကပြုတ်ကြစေးုံပို့လို့အသက်မီပေမဲ့အာယုံကြောတိလေးတချမ်းဖြတ်ပြီးခြေတော့နှိမ့်သွားရှာရောအန်ဒီငိမ့်ချမ်းလဲသူ့ဝိုင်စီကတော့အိမ်မကြီးကိုစိတ်လျှော့ပြီးသူ့ကြောင့်ဆရာဝန်မလေးနဲ့ပြက် ယာရုဘပြုတ်ခြေတော့ပါနှိမ်သွားလို့စိတ်ပိုင်းဆိုင်ရာကြာဆင်းပြီးအမေရိကပါလာတဲ့ပုဂ္ဂိုလ်ကြီးနဲ့လင်ကုံရှုံတသက်လုံးမှောက်နေမယားကုံရှုံတဘွားလုံးခောက်စခင်ပြီးချားရဆာဆာကြုံရကြာပန်းရောင်းချရှာဖွေကျွေးမွေးနေရတာဒီနေ့ထိပါပဲတဲ့မိသွေးမိုးမီရုပ်ဆိုပေမဲ့မဲပင်မဲ့ရွှဲတယ်ဆိုပြီးပန်းရောင်ဆောင်တူတူရှိရှိကြာသူများကာမပိုင်လင်းပါမထားဆွဲထုတ်ရွေးချယ်ခဲ့တော့လေဘဝဆိုတာဖြစ်ချင်တာတွေဖြစ်တတ်တာမဟုတ်လားအမလီတရားတွေရလိုက်တာမူးပါမူးတယ်အိုက်ဆိုကား ပပင်းနေနေကိုဖော်ကောင်ဘွားညို့လောက်ထားတာပဲဖြစ်ပါတယ်ပွဲကမပြေးသေးပါဘူးခင်ဗျာနောက်ထပ်အဆက်လေးတွေရှိသေးလို့ subscribe လုပ်ပေးထားကြပါဦးနော်အားလုံးပဲတဒါကျွန်တော်ကတော့တင်ဆက်သူအတ္တမန်ပါ